အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့ဖုန်ကြီးเจ้าကပရိသေပင်လူငွေတွေကိုခိုးတဲ့တရဲလင်မယားနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်အကြောင်းအလေးမစတင်ခင်ပါကျွန်တော်တို့ channel ကို subscribe လုပ်ရတဲ့ရင်လုပ်သွားပြီးအသစ်တင်တိုင်းတရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တရခန့်ချင်ပါတယ်ဟုတ်ကဲ့အကြောင်းအလေးကိုစတင်လိုက်ရအောင်စောရူရူမီရှိတဲ့တက်လက်ပိုင်းမျိုးသားတို့ကသူ့ရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့အတူပရိသေပင်လူတိုင်းရန်ဖုန်ကြီးเจ้าကိုရောက်လာခဲ့ပါတယ် ူကိုယ်တိုင်အခုပရိသတ်ရဲ့လူဝင်များနဲ့ဘုန်းကြီးကျောင်းမှာရှိတဲ့ဓမ္မယုံအစ်ကိုတိဆောက်ဖို့စီစဉ်ခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီနေ့မှာတော့လူတိုင်းကကုသိုလ်ကောင်းမှုများရရှိကြတဲ့အတွက်အလွန်ပျော်ရွှင်ကြည်နူးဝဲကောင်းလာပါတယ်လူတိုင်းကပရိသတ်ကိုဘုန်းကြီးကျောင်းပတ်လည်မှာလှည့်လည်ပြသနေပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲမမျော်လင့်နဲ့အဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့ပါလေ။ရုပ်တရက်ကောင်းကင်ကြီးကညာအချိန်ကဲသို့မှောင်မဲသွားပါလေ။ဇီးကွက်များကအော်ဟစ်ကြပြီးတော့တချို့ကတော့ဘုံကြီးကြောင်ပတ်လေမှာဝဲပြန်နေကြပါလေ နတ်ဆိုးများပေါ်လာတော့မယ်လို့သတိပေးနေသည့်အလားဖြစ်နေတဲ့အတွက်ပရိသပင်လှည့်လည်နေတဲ့အဖွဲ့ကရက်တက်သွားရပါတော့တယ်။အဲ့ဒီအခါဘုံကြီးကျောင်းထဲမှာရှိတဲ့ယဟန်တပါးဖြစ်တဲ့ဆရာတော်ဦးမောင်မောင်ကအံအားတကြီးထွက်လာပြီးတော့ကြည့်ရှုရပါတော့တယ်။ခုနလေးတင်ကောင်းကင်ကကြည်လင်နေသေးတာပဲ။ဒါဘာဖြစ်တာလဲဆရာတော်။ငါလည်းမသိဘူးတကကြီး။ဒါပေမဲ့ဒီလိုဖြစ်ပျက်မျိုးငါတာမဏိဘဝတုန်းကတော့ကြုံမှုတယ်။အဲ့ဒီတုန်းကလည်းဒီလိုပဲပရိသပင်လာလှူတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။အဲ့ဒီမှာတရဲလင်မယားနှစ်ယောက်ကပေါ်လာတယ်။ဟုတ်လားဆရာတော် အေးငါလည်းတကယ်တွေ့ရလိမ့်မလို့မထင်ထားဘူးဒါပေမဲ့သူတို့ကတကယ်ပဲပေါ်လာတယ်ဆရာတော်ဦးမောင်မောင်ရဲ့စကားမဆုံးသေးခင်မှာပဲကောင်းငင်ကြီးကလုံးဝမဲမောင်သွားပါတော့တယ်အရာအလုံးကတိတ်ဆိတ်သွားပြီးအော်ဆန်များလည်းထွက်ပေါ်လာပါတယ်ပရိသေလူလည်းသူများကလည်းအလုံးကြောက်လန့်တုန်လို့သွားကြပါတယ်အကြောင်းကတော့မမျော်လင့်ထားတဲ့အရာတခုက သူတို့ရှေ့မှာပေါ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒီအရာကတရဲလင်မယားနှစ်ယောက်က ပရိသေပင်လှည့်လည်နေတဲ့အဖွဲကိုဘုံကြီးကြောင်ပတ်လေကိုအပြည့်မလှည့်နိုင်အောင်တားဆီးနေခြင်းဖြစ်ပါတယ်။လူအများပြားကအဲ့ဒီအရာကိုမြင်တဲ့အခါမှာတော့တပြိုင်တည်းကြောက်လန့်တကြားထွက်ပြေးကြပါတော့တယ်။စောရူရူနဲ့စီရတော်ဦးမမောင်သာကြံရိပ်ခဲ့ပါတယ်။အထူးသဖြင့်စောရူရူကပရိသေပင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်ထားတဲ့အတွက်လက်များပင်နာကျင်သွားပြီးခြေထောက်များလဲတုံ့ရင်နေပါတယ်။ကြောက်လန့်လုံးတဲ့အတွက်ဘယ်ဘက်ကိုထွက်ပြေးရမှန်းတော့မသိတော့ပါဘူး။တကာတကာမတို့တခြားသူတွေကိုမနှောက်ယှက်ကြပါနဲ့။ သူတို့ကကုသိုလ်ကောင်းမှုတွေပြုလုပ်နေကြတာပါတက္ကသိုလ်မတို့ရဲ့အကုသိုလ်လုပ်ရက်တွေကိုလည်းမရက်တတ်ဘူးဆိုရင်စိရင်ဒုက္ခအနေနဲ့ဘဝတန်နေရာကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးတရေများကအဲ့ဒီစကားကိုကြားပြီးမဲ့နောက်မဆုတ်ကြပါဘူးဆရာတော်ဦးမုံမောင်ကသူတို့အတွက်ကုသိုလ်ကောင်းမှုများမျှဝေပေးမယ်လို့ပြောပေးမယ်အချင်းနှီးဖြစ်ခဲ့ပါတယ်အကြောင်းကတော့သူတို့လိုချင်တာကကုသိုလ်ကောင်းမှုမဟုတ်ဘဲနဲ့ပရိသေပင်မှာကတ်ထားတဲ့ငွေအမြောင်များကိုလိုချင်နေတာဖြစ်ပါတယ်အကြောင်းကတော့သူတို့အသက်ရှင်စင်မှာ ပရိသပင်အလူငွေများကိုအချိန်ချင်းခိုးယူခဲ့ကြပြီးအကျဉ်းစိုးတစ်ခုဖြစ်လာတဲ့အတွက်ကြောင့်အခုတေဆုံးပြီးတဲ့နောက်မှာသူတို့ကနှစ်ပေါင်းများစွာဘုံကြီးเจ้าမှာလှည့်လည်နေတဲ့တရေလင်များနှစ်ယောက်ဖြစ်လာခဲ့ပါတယ်နှစ်စဉ်ကထိန်များကျင်းပတဲ့အခါမှာတော့သူတို့ကအမြဲပေါ်လာတတ်ပါတယ်ဒါကြောင့်လူအများပြားကကြောက်လန့်ကြပြီးတော့ဘုံကြီးเจ้าမှာကထိန်လာခင်းတဲ့သူမရှိတော့ပါဘူးဒါကြောင့်ဒီဘုံကြီးเจ้าကနှစ်ပေါင်းများစွာ ပရိသေဝင်အလှလည်းမရှိခဲ့ပါဘူးအခုစောတို့တို့ကပရိသေဝင်လှူတဲ့အဖွဲ့ကိုပထမဆုံးခေါ်ဆောင်လာခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်နာမည်ဇူးနဲ့ကြော်ကြားနေတဲ့တရဲလင်မယားနှစ်ယောက်ကတဖန်ပြန်ပြီးတော့ပေါ်ထွက်လာခြင်းဖြစ်ပါတယ်ဆရာတော်ဦးမောင်မောင်ကအဲ့ဒီလင်မယားနှစ်ယောက်ရဲ့နောက်မဆုတ်တဲ့အပြုအမူတွေကိုမြင်တဲ့အခါမှာတော့သူတို့ကိုမြစ်တာပို့ရန်အလင်းမြန်ပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့ဒီတရဲနှစ်ယောက်လုံးကဘယ်လို့မှမပြောက်ွက်သွားပါဘူးအကြောင်းကတော့သူတို့ကမြစ်တာပို့တဲ့ကိုမနှစ်သက်ဖ ೇನೆ ငွေများနဲ့အလှဆင်ထားတဲ့ပရိသဘင်ကိုသာနှစ်တက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆရာတော်ဘယ်လိုလုပ်မလဲ။သူတို့ကပရိသဘင်ကိုပဲလိုချင်နေပုံရတယ်။သူတို့ကလူတွေပရိသဘင်ကိုလာလှူတဲ့အချိန်ကိုကြိုက်တာပေါ့။အချောင်းကသူတို့ကပရိသဘင်ကငွေတွေကိုခိုးယူလေးရှိတဲ့အတွက်ကြောင့်အဲ့ဒီအစွဲနဲ့ပဲတည်သွားတာ။တည်သွားတဲ့အထီကိုအောက်ကိုလောက်လာတာကိုနှစ်တက်နေတော့မယ်။သူတို့ကနောက်ဘဝကိုမကူးနိုင်ဘူးလား။နှစ်ပေါင်းများစွာကြာနေပြီလေ။နှစ်ပေါင်းများစွာဆိုတာကနည်းနည်းလေးပဲတကားကြီးရဲ့။တချို့ကံကြွေးတွေက နှစ်ရာနှစ်ထောင်ချီလောက်ထီတော့မကြည့်ဘူးငါတို့ဆိုရင်ဘဝပေါင်းများစွာပြောင်းပြီးသွားပြီဒါပေမဲ့သူတို့ကတော့အရင်တိုင်းပဲဒီဘုန်းကြီးကျောင်းမှာလှည့်လည်နေတော့မယ်အကျောင်းကတော့သူတို့ကဘုန်းကြီးကျောင်းကပစ္စည်းတွေကိုခိုးယူခဲ့တာအထူးသဖြင့်လူတွေကဘုန်းကြီးကျောင်းကိုတန်တန်ရှင်းရှင်းနဲ့လှူဒန်းထားတဲ့ပစ္စည်းတွေကိုဘုန်းကြီးကျောင်းမှာအကျိုးရှိအောင်သုံးဖို့ရည်ရွယ်ခဲ့ပေမဲ့သူတို့ကကိုကျိုးအတွက်ပြန်သုံးခဲ့ကြတာပေါ့ဒါကြောင့်ကံကြွေးတွေကပိုးပြီးလေးလံတာအဲ့ဒီအချိန်မှာပဲအဲ့ဒီနှစ်ယောက်က စောရူကို깟ထားတယ်ဗရိသပင်ကငွေတွေကိုလက်နဲ့ဆွဲယူခဲ့ပါတယ်သူတို့ကအဲ့ဒီငွေတွေကိုပါဇက်ပေါက်ထဲကိုထည့်ပြီးစားတော့မဲပုံစံလုံဆောင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ပါဇက်ကအပေါက်လောက်ပဲရှိတဲ့အတွက်ကြောင့်မစားနိုင်ခဲ့ပါဘူးဒါကြောင့်သူတို့ကဒေါသထွက်ပြီးတော့ဝမ်းနေသွားကြပါတယ်သူတို့ကအဲ့ဒီငွေတွေကိုမစားရတဲ့အတွက်ကြောင့်လေကူသာစားနေပြီးဘိုက်ကလည်းပူလာပါတော့တယ်စောရူကတရေများအလစ်မှာထွက်ပြေးပါတယ်တရေတွေကလည်းစောရူနောက်ကိုလိုက်ကြပါတယ်ဒါပေမဲ့စောရူကမလွတ်ဖဲနဲ့ တရေတွေကစောရူရူရဲ့ရှေ့ရနေပိတ်ရက်လိုက်ပြီးဘာလုပ်ရမှန်းမသိတဲ့တရေတကောင်ကစောရူရူရဲ့ကိုကိုလေထဲကိုဆွဲတင်လိုက်ပြီးတော့စောရူရူရဲ့ဘောင်းဘီအိတ်ထဲကနေငွေတွေအပုံလိုက်ကြတာဒီလောက်ခါခဲ့ပါတော့တယ်စိုးရိမ်စိမ်းနဲ့လိုက်လာတယ်ဆရာတော်ဦးမောင်ကစောရူရူကပရိသေပင်ကငွေတွေကိုခိုးယူခဲ့တာကိုမြင်တဲ့အခါမှာတော့အလွန်အံ့အားတင်သွားပြီးစိတ်ပြတ်သွားပါတယ်အဲ့ဒါတည်းမကသေးပါဘူးစောရူရူကဆွေမျိုးတွေလှူဒန်းထားတဲ့ငွေတွေကိုဖုန်ကြီးကျောင်းကိုမတင်ပြဘဲနဲ့ကိုပိုင်အိတ်ထဲကိုထည့်ထားပါသေးတယ် ငွေများအိတ်ထဲကနေကုန်သွားတဲ့ခါကျမှတရေကစောရူတို့ကိုလေတွေကနေပြစ်ချလိုက်ပါတော့တယ်စောရူတို့ရဲ့ကိုကမြေကြီးပေါ်ကို ပြင်းထန်စွာကြာဆင်းသွားပြီးတတိလက်သွားပါတော့တယ်သူတို့ကပြုတ်ကျလာတဲ့ငွေတွေကိုဗစက်ထဲကိုထည့်စားရင် နောက်တစ်ချိန်ကြိုးစားကြပါတယ်ဒါပေမဲ့သူတို့ကမအောင်မြင်တဲ့ခါမှာတော့အရင်ကထပ်ပို့ပြီးတော့ဒေါသထွက်လာပြီးတော့ဖက်ဝင်းကျင်တစ်ခုလုံးတုံခါသွားတဲ့အထိအော်ဟစ်ကြပါတော့တယ် နောက်ဆုံးမှာတော့သူတို့ကဘာမှမတတ်နိုင်လို့ပဲပျောက်ကွယ်သွားပါတော့တယ်။ကောင်းကင်ကြီးကလည်းအရင်လိုပြန်ပြီးကြည်လင်လာပါပြီ။ဆရာတော်ဦးမောင်မောင်ကဖုန်ကြီးเจ้าကကလေးတွေကိုစောရူတို့ရဲ့အခြေအနေကိုကြည့်ရှုရန်ဆေးလွှတ်လိုက်ပါတယ်။အဲဒီခါမှာစောရူတို့ကတော့တေဆုံးသွားပြီဖြစ်ကြောင်းကိုသိရပါတယ်။စောရူတို့ရဲ့ယုံလောင်းကိုမိစကြိုပြီးတော့သုံးရက်ကြာမှာတော့ဆရာတော်ဦးမောင်မောင်ကကြောင်မဲ့ဖွေရအော်ဟစ်တံများကိုကြားလိုက်ရပါတယ်။ဒါကြောင့်သူကအပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့ဖုန်ကြီးเจ้าအနီးမှာတရေတတယောက်ပေါ်လာတာကိုတွေ့ရပါတယ်။ သူကအဲ့ဒီတရေတက်ကပရိသေပင်ငွေများကိုခိုးယူခဲ့တဲ့ဆောရူတို့ဖြစ်ကြောင်းကိုချက်ချင်းသိလိုက်ပါတယ်။ဆောရူတို့ကလည်းလင်မယားတရေနှစ်ယောက်နဲ့အဖွဲ့ဝင်တွေဖြစ်လာပါပြီ။ဒါကြောင့်အခုကစပြီးဘယ်ပရိသေပင်အဖွဲ့ကမှဒီဘုံကြီးเจ้าကိုလာရောက်ပြီးတော့ကထိန်ခင်းတော့မှာမဟုတ်ပါဘူး။အเจ้าကအရင်ကတည်းကတရေလင်မယားနှစ်ယောက်ကိုကြောက်လန့်နေရတဲ့အပြင်အခုပရိသေပင်ငွေတွေကိုလိုချင်နေတဲ့နောက်ထပ်တရေတစ်ကောင်ကိုပါပို့ပြီးကြောက်လန့်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆရာတော်ဦးမမောင်ကဘုံကြီးเจ้าအမြင့်လောက်ရှိတဲ့ အတရေအစ်စ်ကိုတနန်းကျင်သာစွာကြီးရှုနေမှလွယ်ပြီးဘာမှမတတ်နိုင်ပါဘူး။သူက သူတို့အတွက်မေတ္တာပို့ပေးုံပဲတတ်နိုင်မှာတော့တယ်။ဒါပေမဲ့အဲ့ဒီကုသိုလ်ကောင်းမှုများကတရေသုံးကောင်းစီကိုရောက်ရှိမှာတော့မဟုတ်ပါဘူး။အเจ้าမှာအဲ့ဒီချိန်ကဆရာတော်ဦးမောင်ကသူ့ရဲ့လွယ်အိတွင်းကိုကြီးလိုက်ပြီးတော့အလွန်ပျော်ရွှင်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒီလွယ်အိတွင်းမှာငွေအမြောင်များကိုတွေ့ရပြီးသူ့ရဲ့မျက်နှာမှာလျှို့ဝှက်တဲ့အပြုံတစ်ခုပေါ်နေပါတယ်။ဒီငွေတွေကိုငါကိုယ်တိုင်သုံးလိုက်ပါမယ်။မင်းတို့ကဒီဘဝမှာသုံးလို့မရတော့တာ အဲ့ဒီချိန်ကစပြီးတော့ဆရာတော်ဥပမောင်ကဘုံကြီးကျောင်းကနေပျောက်ကွယ်သွားပြီးဘသူကမှသူ့ကိုပြန်လည်မတွေ့တော့ပါဘူးခမရတို့ရောတရဲတဆေတွေတကယ်ရှိတယ်ဆိုတာယုံကြည်ပါသလားအောက်မှာကွန်မန့်လေးတွေမှတ်သားခဲ့ပြီပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်ဆက်နေမှုကိုဒီမှာပဲရန်တော်ကိုပြပါခင်ဗျာကျွန်တော်တို့စီရင်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြတဲ့ရခင်ကျပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်